ကိုရင်ကိုရလို့ခန်းစားသွားစေမယ့်ဆိုင်များနံပါတ်၁အနေနဲ့ကတော့အမြန်ဆုံးစားတောက်ဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့စောင့်ရတာစိတ်မရှိဘူးဆိုတဲ့သူတွေအတွက်စောင့်စရာလုံးဝမလိုတဲ့ဆိုင်လေးပါဒီဆိုင်လေးမှာဆိုရင်တော့ဘာစားစရာပဲမှမှာ73စက္ကန့်အတွင်းရရှိနိုင်မှာဖြစ်ပါတယ်စားစရာတွေအားလုံးကိုကြိုပြင်ထားသလားမှတ်ရအောင်ကိုမြန်ဆန်ပြီးတော့မျက်စိတစ်မိအတွင်းမှာတင်ကိုစပွဲပေါ်ရောက်ရှိလာပါ ဒီဆိုင်လေးကမက္ကဆီကိုနိုင်ငံမှာတည်ရှိပြီးတော့ဝန်ဆောင်မှုအမြန်ဆုံးစားတောက်ဆိုင်အဖြစ်နဲ့ Guinness မှတ်တမ်းမှာဝင်ခဲ့ပူပါတယ်။အဲတချို့ customer တွေဆိုရင်မြန်လုံးလို့မယုံနိုင်မှဖြစ်ရပြီးတော့ကြိုများပြင်ထားသလားလို့တောင်တန်တရားဝင်ခဲ့ကြပါတယ်။ Mm. Order လေးဘလောက်ပဲများများစက္ကန့်ပိုင်းအတွင်းပြေပင်းနိုင်တာကတော့ဒီဆိုင်လေးရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။အဲဒီဘွားမှာမှားလိုက်ရင်နောက်ဘွားမှာရတဲ့ဆိုင်တွေကတော့မသိကျင်အောင်စောင့်ထားလို့ရပါတယ်။နံပါတ်2နေနေကတော့ကမ္ဘာနံပါတ်1စားတောက်ဆိုင်ဒီဆိုင်လေးကတော့ Michelin Star 3အဆင့်ရှိတဲ့ကမ္ဘာနံပါတ်1စားတောက်ဆိုင်ပဲဖြစ်ပါတယ်။ ဒီဇိုင်းလေးရဲ့ထူးခြားချက်ကတော့ဘယ်ဆိုင်မှမမရတဲ့အစားအသောက်တွေကိုရရှိနိုင်တာပါအခုမှအာမန်မျက်စိနဲ့မမြင်နိုင်တဲ့အစားအသောက်မျိုးတွေကိုပြောတာဖြစ်ပါတယ်။ဒီဆိုင်လေးမှာစရင်စာမဖတ်ဘဲနဲ့ပုံမဲကြည့်ပြီးမှားလိုက်မယ်ဆိုရင်တော့တတ်တတ်ဆင်အောင်မှားသွားမှာဖြစ်ပါတယ်။မြင်နေရတဲ့အမြင်နဲ့အထဲကစားစရာတွေကလုံးဝကိုမတူလို့ပါ ဥပမာအခုမြင်နေရတဲ့ကိတ်မုတ်ကတကယ်တော့ကိတ်မုတ်မဟုတ်ဘဲနဲ့အထူးပြုလုပ်ထားတဲ့စွပြုတ်မျိုးဖြစ်ပါတယ်ဟမ်အဲဒီကျုပ်ကလည်းကျုပ်မဟုတ်တယ်လို့တိရွယ်ကြီးကလည်းတိရွယ်ဟုတ်မနေပါဘူးတခါတလေမှန်ပြောင်းနေပါကြည့်ပြီးတော့စားရတဲ့အစားတောက်မျိုးတွေကိုပါတွေ့ရတတ်ပါဒီဆိုင်လေးကတော့စပိန်နိုင်ငံဘာစီလိုနာမြို့မှာတည်ရှိပြီးတော့ကမ္ဘာအကောင်ဆုံးနဲ့ဈေးအထင်ဆုံးစားတော့ဆိုင်ဆိုပြီးတော့နာမည်ကြီးပါတယ်။အဲဒါပေမဲ့ထမင်းတစ်ခါဆိုင်ရင်၃ပကံလောက်ဆွဲတဲ့သူတွေကတော့ဒီလိုဆိုင်မျိုးဝဝေးရှောင်မှုသာအကြံပေးကြမှာ။လူကြီးမင်းအာသာကိုပြေမှာမဟုတ်လို့ပါ။ ။ဒီမှာသုံးတင်တွေကတော့အိုင်စီမူပိုင်းပဲဖြစ်ပါတယ်။ဒီဆိုင်လေးကတော့ဆိုင်ထဲဝင်လိုက်တာနဲ့ကိုကိုယ့်အင်ကိုယ့်ရလုံးနေထွေးသွားစေမယ့်ဖုန်းဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးမှာဆိုရင်တော့ Apple Second Hand Product တွေကိုတနေရာထဲမှာယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်ပါတယ်။အရေးကြစနစ်နဲ့ဝယ်ယူခြင်းတဲ့သူတွေအတွက်လည်း Rent Go စနစ်နဲ့အရေးကြဝယ်ယူနိုင်ပါတယ်။ဆိုင်လေးစာလေးကတော့အမှန်ကုန်းဆန်းကြောင့်ဘ ਹੁ လမ်းမပုံနဲ့ဓမီကဝရီလမ်းထိပ်မှာတည်ရှိပါတယ်။အိုင်ဆုံးမဟုတ်ပါဘူး။အိုင်စီပါ။နံပါတ်၄နေနေကတော့ခွန်မှာကျွေးတဲ့ဆိုင်မှာ ။တရုတ်မှာရှိတဲ့ဒီဇိုင်းလေးကတော့ရိုးရဝစ်စုံလေးတွေနဲ့ဝိတ်တာအချောလာလေးတွေကြောင့်နာမည်ကြီးပါတယ်။ဒီဇိုင်းလေးကတော့ service ဘလောက်တောင်ကောင်းတယ်လဲဆိုရင်အရေးတောင်ခွန့်တိုက်တယ်လို့သိရပါတယ်။ဝိတ်တာအချောလာလေးရဲ့ကိုယ်တိုင်ကိုဖိရင်ဖိတိုက်ကျွေးသွားမှာဖြစ်ပြီးတော့ဒီအတွက်လည်း service ချက်ပါတစ်ခါလေးယူပြီးသားပါ။အဲဒါကြောင့်ဒီလိုဇိုင်းမျိုးကတော့အိမ်ကမိမမသိအောင်တွားဖို့ပဲအကြံပေးခြင်းပါ။နမ9နေနဲ့ကတော့ပါရိုက်ပြီး service ပေးတဲ့ဆိုင်မှာဂျပန်နိုင်ငံမှာရှိတဲ့ဒီဇိုင်းလေးကတော့လာစားတဲ့ဧည့်သည်တွေကိုပါရိုက်လွတ်တယ်ဆိုပြီးတော့နာမည်ကြီးပါတယ်။ ဒီဆိုင်ကဝေတာမလေးတွေက customer တွေကိုတဖြောင်းဖြောင်းနဲ့ချနေပေမဲ့ customer တွေကတော့စိတ်မဆိုးတဲ့အပြင်ကိုမှပူတောင်ကျဉ်တ်နေတာကိုတွေ့ရပါတယ်။အဲတကယ်တော့ဒီဆိုင်ကဒီလိုမျိုးပားရိုက်ပေးတဲ့ service ကိုတတ်တတ်ကိုဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ဒါမျိုးပားရိုက်ခံရင်ပတ်စံတတ်တတ်ကိုထပ်ပေးရမှာပါ။အဲလာတဲ့ငါလူတိုင်းကိုရိုက်လွတ်နေတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့လူကြီးမင်းတို့ကတော့ပားရိုက်ခံရင်လည်းဆိုရင်ဒီဆိုင်ကိုတော့တကူးတကလာစရာမလိုဘူးလို့ထင်ပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။